ရှိုးသောဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့အဘယ်သူကမြတ်အဘဟုမခေါ်ကြနဲ့ဆိုရက်ခေါင်းစဉ်လေးနဲ့ခေါ်ပေးတော့မှာဖြစ်ပါတယ်။ဒါကိုရှမသက်ခရွန်ကျအခါ23ကိုအခြေခံမှာဖြစ်တယ်။စာပိုက်ကိုမှာမြေကြီးပေါ်မှာအဘယ်သူကမြတ်အဘဟု၍မခေါ်ဝါကြနဲ့ကောင်းကင်ဘုံ၌တင်တို့အဘတပါးတိရှိတော်မူ၏ ြောရတွေ့ရတယ် and call no one your father upon the earth ရောမလဲပြောရတွေ့ရတယ်ဆိုတော့ဒီဇလန်းကဘာအခြေခံလဲဆိုတော့ဒီကျန်တက်ဆရာ far share လို့ပြောရဲနော်အဓိကရင်မြို့နဲ့သူတို့နဲ့သက်ဆိုင်တဲ့သူတွေပေါ့နော်အဲ့တော့ကျန်ပြုတ်ဆရာ far share ရဲ့အဲ့ဒီ far share နဲ့သက်ဆိုင်တဲ့သူတွေ ဟာသူတို့ကိုရင်ညွှန်းပြီးပြောတဲ့စကားဖြစ်တယ်ပေါ့ Forest တွေကဘာဖြစ်တယ်လဲဆိုတော့သူတို့ကိုသူတို့ချင်းမြောက်တယ်ဒီဂျူဘာသားမှာနေရာကမှာသူတို့ကပဲဆရာကြီးတွေသူတို့ကပဲเนาะဟိုဝိညာဉ်ရေးရမှာဖခင်တခင်ဆိုပြီးတော့မှကိုယ့်ကိုချင်းမြောက်တယ်ပေါ့ချင်းမြောက်တဲ့ခါမှာယေရှုကသတိပေးတာဖြစ်တယ်မင်းတို့ဘုသူ့ကိုမှ Father လို့မခေါ်ကြနဲ့ မြည်ကြီးပေါ်မှာနော်ဆရာကတော့ကို့မိဘကိုပြောချင်တာမဟုတ်ဘူးကို့ရဲ့မိဘအဖေကိုအဖေလို့မခေါ်နဲ့အဲ့လိုပြောချင်တာမဟုတ်ဘူးနော်ဘသူ့ကိုပြောချင်လဲဆိုတော့ဒီလေဝိညာဉ်ရေးရမှာပေါ့နော်ဒီဂျူဒဘာသာမှာအခုခေတ်ဆိုတော့ကျွန်တော်တို့အသင်းတော်မှာပေါ့နော်အသင်းတော်မှာမင်းတို့ဟာတဲ့သူကညီကိုချင်းချင်းနေဖြစ်ကြတယ်တဲ့ဒါကြောင့်ဟိုကိုကိုကိုလည်း father နော်အဘဆိုပြီးတော့မှအခေါ်မခံချင်နဲ့တဲ့မင်းတို့ကလည်းသွားမခေါ်နဲ့တဲ့ father ဆိုပြီးတော့မှသူတို့ပြောတာဖြစ်တယ်ပေါ့နော်ဒါလည်းကျွန်တော်တို့သတိပြုဖို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တဲ့နော်သူကစာပတ်စတဲ့မှာသင်တို့တွေအကြီးဖြစ်တော်သူသည်သင်တို့အစေခံဖြစ်ဖြစ်ရ၏တဲ့ဒါကဘာလဲဆိုတော့ကောင်းကင်ဘုံမှာနော်ကြီးတော်သူ ဖြစ်မဲ့သူဟာမိကြီးပေါ်မှာအစေခံဖြစ်ရတယ်သူတို့ပြောချင်တာပါပြီးရင်သူကစပါရှင်နဲ့မှာကြတော့အကြောင်းမူအကျဉ်သူသည်မိမိကိုချင်းမြောက်အပ်ထိုးသူသည်နှိမ်ချခြင်းသို့ရောက်လာတဲ့အကျဉ်သူသည်မိမိကိုနှိမ်ချထိုးသူသည်ချင်းမြောက်ခြင်းသို့ရောက်လာတဲ့ပြောရတွေ့ရတယ်အဲ့တော့ကျွန်တော်တို့မြကြီးပေါ်မှာကိုယ့်ကို ဟိုချင်းမြောက်တော့သူကဘုရားသခင်ရှေ့မှာနှိမ်ချခြင်းခံရမှာဖြစ်တယ်နော်မိကြီးပေါ်မှာသူများတွေကသခင်သခင်အရှင်ဘုရားအရှင်ဘုရားနော်အဘအဘ father father ဆိုရမှာအဲ့လိုအခေါ်ခံခြင်းနဲ့သူဟာအခေါ်တော့ခံရလိမ့်မယ်နော်ဒါပေမဲ့ကောင်းကင်ဘုံရောက်ရင်တော့နှိမ်ချခံရမယ်သူတို့ပြောချင်တာဖြစ်တယ်နော်ဒါကြောင့် ဒါယေရှုကိုယ်တိုင်ပြောတဲ့စကားဖြစ်ပါတယ်ဆိုတော့အခေါ်ခံချင်တဲ့သူလည်းရှိမှာပဲသူကရန်တင်ကသွားမခေါ်နဲ့တဲ့နော်မခေါ်နဲ့မင်းတို့ကညီကိုတွေပဲပြောတာတွေ့ရပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ကဝိညာဉ်ရေးရမှာနော်ဝိညာဉ်ရေးရမှာကျမ်းစာကိုနော်နားမလဲတာမဟုတ်ဘူးတမင်ကကျမ်းစာကိုအခြေခံပြီးကျမ်းစာမှောက်လန့်ကြတယ် မောက်လန်တာတချို့ကျမ်းပိုက်တွေယူပြီးလူရဆွဲတာပေါ့ဒါအတိအကျပြောထားပြီးသားပဲဖြစ်တယ်ပေါ့ဝိညာဉ်ရမှာဖခင်ဆိုတော့ရှိပါတယ်နော်အဲ့တော့တိကောခန်းလေးစာပတ်15မှာတင်တို့တွင်ခရစ်တော်အကြောင်းကိုတင်ပေးတော်ဆရာတောင်းရှင်ရတော်လဲအဘအများမရှိဧဝံဂေလိတရားအဖြစ်ငါသည်တင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီနော်အဲ့တော့ ဟိုဆရာတယောက်ကအင်းဝင်ကလေးတရင်ဝင်ငှတယ်လူတယောက်ကနော်ဘာသာဝင်မဟုတ်တဲ့လူတယောက်ကယုံကြည်သူဖြစ်လာတယ်နော်ယင်းနှချင်းမင်္ဂလာခံယူတယ်ဗောဗရဇံခံယူတယ်ဆိုရင်အဲ့ဒီဗရဇံခံယူတဲ့နော်သူ့ရဲ့ဝိညာဉ်ဖောက်ခင်သည်ခုနအေဝံဂေလိဟောပြောတဲ့ဆရာဖြစ်ပါတယ်။သူကရင် ဝိညာဉ်စုကြည့်သူသဘောရအဲ့ဒါကိုဖာသာလို့သွားခေါ်ရတာမျိုးမဟုတ်ဘူးကျမ်းစာမှာမရှိပါဘူးအရာမခေါ်ဘူးဘယ်မှာမှခေါ်ရလဲမရှိဘူးရှင်ပေါ်လို့ကိုတော်၎င်းနော်ပေသူရုကိုတော်၎င်းဘသူကမှနော်အဘလို့မခေါ်ကြဘူးဖာသာလို့မခေါ်ကြပါဘူးသူတို့လည်းခေါ်မခံပါဘူးနော်အခေါ်မခံအဲ့တော့တိဘောကကျွန်တော်ကညီကိုတွေဖြစ်တယ် နော်အသင်းတော်ဆိုတာကဘလို့သွားတယ်လဲဆိုတော့ဝိညာဉ်စုကြည်စုနဲ့သွားတာဖြစ်ပါတယ်နော်ဆိုကြပါစို့အသင်းတော်မှာဆိုရင်တမန်တော်စုကြည်စုရှိမယ်နော်ဒါစုကြည်စုထဲမှာတော့နော်နံပါတ်၁ပေါ့ပြီးရင်ပရိုဖက်စုကြည်စုရှိမယ်နော်ပြီးရင်ဧဝံဂေလိတဏ္ဍပြုဆရာစုကြည်စုရှိမယ်ပြီးရင်သင်ဥစ္စာဆရာများပေါ့စသဖြင့်အစဉ်စဉ် စုကြည့်စူးတွေနာတင်းတော်မှာရှိပါတယ်အဲ့ဒါလို့အုတ်ချောရတာဖြစ်ပါတယ်နော်အလုံးမဟုတ်ပဲနဲ့ယာရုတွေယူပြီးတော့မှဟာလာအိုးအယူတိခန်းဟိုစီးရီကန်းနေနဲ့စီးကမရှိအောင်လို့ပြောချင်တာမဟုတ်ဘူးဒီနုတ်ဘတော်နဲ့ညီမဟုတ်ပဲနဲ့တခြားယာရုဂုံအချိန်ဝါတွေယူပြီးတော့မှဟောနော်အသိတော်အုတ်ချုပ်ဖို့မဟုတ်ပါဘူးဒါတွေကအလွန်လွဲမှားပါတယ် အဲ့လိုအကြီးဖြစ်ခြင်းတဲ့သူကလည်းနော်ကောင်းကင်ဘုံမှာတော့ဒီမြကြီးဘုံမှာသူကကြီးနေပြီမှာကောင်းကင်ဘုံမှာတော့ငယ်တော့သူဖြစ်မယ်ပြောပါတယ်အဲ့တော့ဒီမြကြီးဘုံမှာသင်ဟာငယ်တော်လဲကိုယ့်ကိုနှင့်ချတော့ချက်ဘသူကမှတော့သင်ဟောဖာသာလို့ခေါ်ချင်မှခေါ်မယ်နော်ဟာဘီရှော့ကြီးစသဖြင့်နော်အမျိုးမျိုးပေါ့ဟိုဆရာတော်ကြီးစသဖြင့်ပေါ့ ကျွန်တော်တို့ဟိုအခေါ်ခံချင်းကြတယ်တချို့လည်းတအားခေါ်ချင်တယ်ပေါ့နော်တဟာအလွန်အမတမနော်အလိုတော်နဲ့ဆန့်ကျင်ပါတယ်ဒါကြောင့်ဒီနေ့ကိုယ်ကိုမွေးတဲ့ကိုယ့်ရဲ့မိဘကတော့ဇာတိအသွေးသားကတော့နော်ခေါ်ပါအဘ father ခေါ်မှာပဲဖြစ်တယ်နော်သူရဲ့အခေါ်အဝေါ်တိုင်းပဲပေါ့သူကဝိညာဉ်ရေးရမှာလေသူ့အခေါ်အဝေါ်တွေရှိပါတယ်တမန်တော် ပရိုဖက်နော်အေဝံဂေလိဆရာတာနာပြုနော်ပြီးရင်သင်ဥဆရာဆရာများစသဖြင့်အခေါ်ရှိပါတယ်အဲ့ဒါဝိညာဉ်စုကြည့်စုအဲ့ဒါမှကျွန်တော်တို့ခွာမှာဖြစ်တယ်အားလုံးကညီကိုတွေပဲဒါကြောင့်ဒီနေ့ဆက်ပြီးဒါလေးတွေတရိထားပြီးတော့မှကိုကိုနော်ဟိုကျန်းစာလုံပြီးတော့မှမချိမြောက်ပါနဲ့ထုံနေသူ ဟိုအတင်းသားတွေကလည်းကျန်းဆောင်လွန်ပြီးတော့မှမယူသေးပါနဲ့ဒါကဘုရားသခင်မကြိုက်ပါဘူးเนาะဒါလေးသတိထားပြီးတော့မှတက်တာမှာကျွန်တော်တို့နှခံလိုက်လျှောက်မယ်ဆိုရင်တော့ဟိုဘုရားသခင်ကိုစိတ်ကျဉ်းနှစေတော်သူအလိုပြည့်စုံစေတော်သူဖြစ်လိမ့်မယ်ပေါ့ဒီကြီးပေါ်မှာလည်းတကယ်နှုတ်ကပတော်နဲ့ညီဖះဘုံထင်ရှားစေတော်သူဖြစ်လာမယ်။ကောင်းကင်ဘုံရောက်ရင်လည်း ကြီးတော်သူဖြစ်မယ်လို့ခွာပေးနဲ့နေကုန်ချုပ်ပါတယ်တင်းတို့အလုံးဖျားခင်ကောင်းချီးပေးပါစေတော့အာမင်